မင်းတို့တောင်းချမ်းသူတပုံအဖွဲ့တွေပြည်ဖြတ်ကောင်းတွေတတိသာထားတော့မြမတက်မတော်ကမင်းတို့ကိုမြေလံပြီးတော့အမြစ်ကနေတုတ်တင်ရှင်းလင်းဖို့တနိုင်ငံလုံးထိုးစစ်စပ်ညကအဲ့လိုလာပြောခံရတော့ကျွန်တော်မှကြောက်လိုက်တာဗျာအဲ့လိုကိုမပြောဘူးဒီနေ့မနက်ကိုးနာရီထိုးမှနိုးတယ်နော်အဲသူတို့ကြောင်မဲမြုပ်ကိုထိန်းချိုးလိုက်ပြီဆိုတော့ဒီလိုလာပြီးတော့ကျွန်တော်ကိုပြောတာပေါ့နော်မှန်ပါတယ်ကျွန်တော်တနေ့ကပြောတာက TNN ကိုကြောင်မွေးမျိုးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အားနည်းချက်တွေမျိုးတွေရွာတွေနယ်မြေတွေတိမ့်ပြီးတဲ့အခါမှာမဟာမိတ်တွေပေါ်ဆက်ဆံပုံတွေပြုမှုပြောဆိုပုံတွေတချို့အရာတွေဟာမှားယွင်းနေတယ်အဲ့ဒီမှားယွင်းတဲ့အရာတွေကြောင့်အခုလိုတိမ့်ပိုက်ထားတဲ့နယ်မြေတွေကိုဆုံးရှုံးလိုက်ရတယ်ဆိုတာကလည်းတသိတထေတာပါဝင်ပါတယ်အဲ့လိုမဖြစ်အောင်နောက်ကြံခဲ့တဲ့မျိုးတွေရွာတွေနယ်မြေတွေကိုပြန်လက်မလွတ်ရဖို့အရေးမိမိရဲ့အားနည်းချက်တွေအမှားယွင်းတွေကို အမဆိုတော့ကလူတိုင်းမကင်းဘူးကျွန်တော်တို့လည်းကျွန်တော်လည်းအမနဲ့မကင်းဘူးအဖွဲစီတိုင်းမှာအမရှိတယ်အဲ့တော့မိမိရဲ့အားနည်းချက်တွေအမရွေးနေဖို့သင်္ကန်းစာယူပြီးတော့ပြုတ်ပြင်ပြောင်းလဲဖို့နောက်ပြီးတော့လာရေးအဖွဲစီတွေအားလုံးပေါင်းစည်းကြဖို့စီလုံးကြဖို့ကျွန်တော်ကဝေဖန်အကြံပြုပြီးတော့ထောက်ပြတာအဲ့ဒီထဲမှာကျွန်တော်တို့ SSPP လည်းပါသွားတယ် SSPP ပါသွားတဲ့ခါကျတော့အပြောခံရတာဆိုတော့ SSPP ရေးပေါ်တချို့ဖြစ်ဖြစ်ဖြစ်မယ်သို့မဟုတ်ရှမ်းပြည်သူတွေလည်းပါပါတယ်ဝင်ဆဲတဲ့လူကဆဲပြောတဲ့လူကပြောပေါ့နော် ။ SSPB ကရှမ်းပြည်နယ်မှာပြည်သူလူထုကိုကောက်ကွယ်တာနှစ်ပေါင်းမနည်းတော့ဘူး။ဟုတ်ပြီ။ခင်ဗျားတို့ SSPB ကတကယ်ပဲရှမ်းပြည်သူလူထုကိုကာကွယ်ဖို့တော်လိုင်းလေးလုပ်လာတာနှစ်ပေါင်းမနည်းတော့ဘူးဆိုရင်အခုကြောင်မဲမြို့ကိုစကားမှာစစ်ကောင်မရှင်တက်ကထိန်းချိုးလိုက်ပြီ။ TNN နေနဲ့ခင်ဗျားတို့နဲ့အဆင်မပြေလို့မပူပေါင်းဘူးဟုတ်ပြီ။ကြောင်မဲမြို့ထဲမှာ TNN တွေကမရှိတော့ဘူးဆုတ်ပေးလိုက်ရပြီ။ဒါဆိုရင်ကြောင်မဲမြို့ထဲမှာရှိတဲ့စကားမှာစစ်ကောင်မရှင်တက်ကို ခင်ဗျားတို့ SSPP တွေဝင်တိုက်ရဲသလားကြောင်မဲမြို့ကိုဝင်သိမ်းရဲသလားအီးတောင်မြေအောင်မပေါင်ရဲဘူးမြန်မာစစ်တပ်ကိုကြောက်လို့အဲ့လိုပြောရင်လည်းခင်ဗျားတို့ရှမ်းပြည်တို့လူတွေစိတ်ဆိုးပြန်ရောတချို့ကတေချာလေးစဉ်းစားတော့ခင်ဗျားတို့ကြောင်မဲမြို့ကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုရင်အဲ့ဒီမြို့တဝိုက်ကိုစစ်တပ်ကစီမံအုပ်ချုပ်ရတော့မှာစီမံခန့်ခွဲရတော့မှာဒါဆိုရင်ခင်ဗျားတို့ SSPP တက်ကဘာလို့ပို့ရှိနေမှာတော့ဟမ် ပြည်သူလူထုတို့ကရှမ်းပြည်သူတို့ကရှမ်းပြည်နယ်အတွက်လွတ်မြောက်ဖို့တော်လှန်ရေးလုပ်ဖို့လက်နက်ကင်တာဆိုရင်ဒီချိန်မှာခင်ဗျားတို့ SSPB ကစစ်တပ်ကိုတိုက်ထုတ်ပြရမှာလေအဲ့ဒီမျိုးကိုသိမ်းပြရမှာလေတကယ်ပဲပြည်သူလူထုကိုကာကွယ်ခြင်းနဲ့ဆိုရင်ပြောတာအဲ့လိုမဟုတ်ဘူးဆိုရင်လည်းအဲ့မှာမြန်မာစစ်တပ်ကကြောင်မတ်မျိုးကိုသိမ်းပိုက်လိုက်ပြီးထိချုပ်လိုက်ပြီးဆိုရင်ခင်ဗျားတို့စစ်တပ်က SSPB ကရှေ့စီရမလို့တော့ဘူးလေမလို့တော့ဘူးလေအဲ့တော့ရှမ်းပြည်သူတွေသိဖို့ပြောတာနော် နှစ်ဘွက်ထားလို့မရဘူးထားပြီဆိုရင်လဲစစ်တက်လောက်ခါဖြစ်နေနေအဲ့ဆိုလို့ရတယ်တော်လိုင်းရေးဖွဲ့စည်းလို့တော့ကောင်းစင်မတက်တဲ့အဲ့ဆိုမရဘူးအဲ့ဒါကိုကျွန်တော်ကအကြံပြုချင်တာဟုတ်ပြီကျွန်တော်တို့တော်လိုင်းရေးဖွဲ့စည်းတွေနေမြေတွေပါသွားတာထားအောင်တော့ခင်ဗျားတို့ဘောမတလိုက်ကကုံစားနေတာဟာတက်မတော်ကြီးကကြောင်မွေးရုပ်ကိုသိမ့်လိုက်ပြီပေါ့ကုံစားပြနေတာဒါကကျွန်တော်တို့ထင်းတယ်ရဲ့အားနဲ့ချက်မာရင်မှုတချို့ကြောင့်ညတို့ပြန်ရသွားတယ်ကျွန်တော်က ဒါကိုဝေဖန်အကြံပြုတ်ပြီးတော့ကျွန်တော်တို့ရဲ့မဟာမိတ်ကိုထောက်ပြပြီးတော့အကြံပေးတာခင်ဗျားတို့ကအဲ့ဒါကိုဂုံစာပြီးတော့တနိုင်ငံလုံးရတယ်လို့လို့တနိုင်ငံလုံးစစ်တပ်ကအုပ်ချုပ်နေတယ်လို့လို့ကဲကြည့်ရအောင်တစ်ဖက်ကိုအဲ့နာမှာနေတဲ့ဝေမှာရှိတဲ့လာရှိုမျိုး MNDA နဲ့လာရှိုမျိုးကြီးကရောခင်ဗျားတို့စစ်တပ်ကအင်အားလုံးရင်းနဲ့တတိရှိစွာထိုးစစ်ဆင်လိုက်ခိုက်ပြီးတော့လာရှိုမျိုးကြီးပြန်သိမ်းတာလားစဉ်းစားနော်အမလေးခင်ဗျားတို့ရဲ့ပထွေးဖြစ်တဲ့တရုတ်ဘူး ွားပြီးတော့အောင်သွေးလုခိုက်ပြီးတော့အမလေးအကိုတို့ရဲ့ကျွန်တော်တို့ရဲ့လာရှုံမျိုးကြီးကိုပြန်ပေးပါဆိုတဲ့ပုံသဏ္ဍာန်မျိုးနဲ့တောင်းယူရတာလေတောင်းယူရတာလေစဉ်းစားတော့မင်းတို့တတ်မတော်ရဲ့ဂုဏ်သိက္ခာပဲမလဲဟုတ်ပြီကြည့်ရအောင်ဘတ်ဆက်သွားရအောင်ရခိုင်ပြည်နယ်ရခိုင်တပ်တော်အေအေသိမ်းထားတဲ့မြို့တွေဗဏ္ဍမြို့ပြန်ရပြီလေထားတော့ရခိုင်ဘက် KIA ဘက်ကိုကြည့်ရအောင်အင်္ဂလိပ်အင်္ဂလိပ်သားတို့က KIA ဘက်ကိုကြည့်ရအောင် KIA တွေတင်ထားတဲ့မြို့တွေနယ်မြေတွေရောခင်ဗျားတို့ဘယ်နဲ့မြို့ပြန်ရပြီလဲစီလုံးချင်းကိုပြောချင်တာနော်စီလုံးချင်းကိုပြောချင်တာအဲ့တော့ KIA တွေကျွန်တော်တို့ရခိုင်တပ်တော် AA တွေတင်တဲ့မြို့သိမ်းတိုက်ပွဲတွေမှာ PDF တွေရောပါတယ်တိုက်ပွဲတွေ့ကြုံတွေယူတယ်ပညာတွေသင်တယ်မြို့တွေသိမ်းပြီလို့စခန်းကုန်းကြီးတွေသိမ်းပြီးသွားရင်တို့ရခိုင်တပ်တော် AA ကလည်း PDF တွေကိုတတ်နိုင်တဲ့ဘက်ကပြန်ပြီးတော့ကူညီထောက်ပံ့တယ် ကရင်ဘက်ကတော့ထားကရင်ဘက်ကတော့ကျွန်တော်တို့တို့အချင်းချင်းကိုလက်နက်ကင်ဖွဲ့စည်းတွေကကွဲတာဆိုတော့တိတ်အောင်မြင်မှုကနည်းနေတာတကယ်သာကရင်နေပူပေါင်းပေါင်းစည်းကြည့်လိုက်ခင်ဗျာကရင်ပြည်နယ်မှာတက်မတော်အီးတောင်မြောင်မပေါက်ရဲဘူးဒါကျွန်တော်ကပေါ်တင်ပြောတာကရင်နေမညီလို့ကရင်လက်နက်ကင်တွေသာတကယ်ညီရင်ဒီဒေါ်လာရေးကြီးကပြီးတာကြာသဘောပေါက်တယ်လားကျွန်တော်ပြောတာဒီခင်ဗျားတို့ခင်ဗျားတို့ရတက်မတော်ရဲ့ဂုဏ်သိက္ခာဘယ်မလဲကျွန်တော်ပြောချင်တာကတကယ်ပဲခင်ဗျားတို့ပြောသလိုဟုတ်ပြီဒေါ်လာရေးကြီးကိုပြည်သူလူထုကမထောက်ခံတော့ဘူး မြန်မာတပ်မတော်ဟာဤသူတို့ရဲ့ထောက်ခံမှုပြေဝရရှိနေပြီဆိုရင်အခုကျွန်တော်ပြောတဲ့ video file တွေရဲ့အောက်မှာဝင်ပြီးတော့မတ်မတ်နေဆဲဆဲနေတဲ့ခင်ဗျားတို့တပ်ထောက်ခံသူတွေကပုံအစ်စ်တောင်မတင်ရဲဘူးကျွန်တော်လို live မော်တက်ပြီးတော့ video နဲ့ပြောဖို့တာတာပုံစစ်တောင်ဝင်တင်ပြီးတော့ဝင်မမှန်ရဲဘူးမဆဲရဲဘူးခင်ဗျားတို့တကယ်သာတပ်မတော်ကနိုင်နေပြီတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရဲ့ထောက်ခံမှုကိုရနိုင်ပြီဆိုရင်ခင်ဗျားတို့ကဂုံယူဝင်ကြွားစွာနဲ့မမမမမနဲ့ ပေါ်ပေါ်နေနေလိုက်မော်တက်ပြီးတော့ကျွန်တော်တို့ကိုပြောဆိုရမှာလေခင်ဗျားတို့ကပုံစစ်တောင်မတင်ရဲဘူးလေကျွန်တော်တို့ကကြောက်ရွံ့ပြီးတော့ခိုးချောင်ခိုးခွားနဲ့လောက်ရပါလေလိုက်မော်မတင်ရဲဘူးလေရှုံးနေပြီမအောင်မြင်တော့ဘူးပြည်သူတို့ကမထောက်ခံတော့ဘူးဆိုရင်ဒီလိုနေရမှာကျွန်တော်တို့ကအခုခင်ဗျားတို့တက်ထောက်ခံသူတွေတော်လိုင်းရေးဖွဲ့စည်းတွေကိုဆဲနေတဲ့တော်လိုင်းရေးဟော်တွေကိုဆဲနေတဲ့သူတွေခင်ဗျားတို့ပုံစစ်မတင်ရဲဘူးခင်ဗျားတို့နေတာတောင်မှစစ်တပ် ထိန်ချုပ်ဆိုးမိုးထားတဲ့နေမြေတွေမြို့တွေမှာနေတာတော့မှခင်ဗျားတို့ပုံစစ်မတည်ရဘူး။ဒါဆိုရင်ပြည်သူလူထုကခင်ဗျားတို့စစ်တပ်ကိုတကယ်ထောက်ခံဤမထောက်ခံဤခက်သေးချာစဉ်းစားတော့တကယ်ပါခင်ဗျားတို့ကိုကျွန်တော်ကကောင်းမွန်စွာအေးအေးဆေးဆေးနဲ့ပြောပြတာပါ။ဒါပေမဲ့ဘယ်လိုပဲရှင်းပြရှင်းပြပါခင်ဗျားတို့ကတော့ဆဲမှာကဆဲမှာပါ။ကဲဆဲကြပါခင်ဗျားတို့ကျွန်တော်ကိုမုန်းတဲ့လူတွေရဲ့အဆဲစကလုံးလေးတွေအပေါ်မှာကျွန်တော်ကမိမ့်မိန်ကြီးထိုင်ပြီးတော့တဖြည်းဖြည်းနဲ့ အပေါ်ရောက်လာပါပြီဖြစ်ပါတယ်ခင်ဗျာကြောင်မဲမြို့ကတော့မှန်ပါတယ်ဗျစာကမ္မစစ်ကော်မရှင်တက်ဟာတာလုံအင်အားနဲ့ခြေလင်းစစ်ကြောင်းတွေရောဝေဟင်ကနေတိုက်လေရင်နေရုံးတွေနဲ့ရောကျွန်တော်တို့စုံလင်စွာပေါ့နော်မြို့ကိုပြန်လဲတိမ့်ပိုက်ဖို့ထိုးစစ်စင်တိုက်ခိုက်လာတာဟာတတိပိနဲ့ကျွန်တော်တို့ရဲ့မဟာမိတ်ဖြစ်တဲ့ TNL နေနဲ့မြို့ကိုလက်လွတ်ရဖို့နှီးကပ်နေပြီဖြစ်ပါတယ်ဒါဟာအမှန်တရားအရှိတရားဖြစ်ပါတယ်ကျွန်တော်ပြောသလိုစစ်ပွဲ တိုက်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်အရှုံးနိုင်ဆိုတာရှိပါတယ်။ဒါကိုချင်းချင်းအဖြစ်စိတ်တက်ကြဖို့စိတ်တက်ကြနေလို့ပြောတာလည်းမဟုတ်ပါဘူး။ကျွန်တော်မျက်နှာဟာလည်းစိတ်တက်ကြနေတဲ့မျက်နှာမပေါက်ပါဘူးနော်။ပြောရင်လည်းကျွန်တော်တို့ရဲ့မဟာမိတ်ဖြစ်တဲ့ TNL နေနဲ့မိမိတို့သိပ်ပိုက်ထားတဲ့မြို့ရွာတွေ၊နယ်မြေတွေလက်လွတ်ဆုံးရှုံးလိုက်ရတာဟာဘာကြောင့်လဲဆိုတော့မိမိတို့ရဲ့တိုက်ပွဲတွင်းမှာတွေ့ကြုံခဲ့ရတဲ့မိမိတို့ရဲ့အားနည်းချက်တွေ လိုအပ်ချက်တွေကိုပြန်လည်ဝေဖန်သုံးသပ်ပြီးတော့ပြီးကြတဲ့အရာတွေကိုပြန်လည်သုံးသပ်ပြီးတော့သင်ခန်းစာယူဖို့အကြံပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာကျွန်တော်တို့မဟာမိတ်ဖြစ်တဲ့ TN နေနေနဲ့ကြံနေတဲ့မိမိရဲ့မြို့တွေနေမြေတွေကိုပြန်လည်မပေးရဖို့အရေးပါသွားတဲ့မြို့ရွာတွေနေမြေတွေပြန်လည်သိမ်းယူဖို့အရေးဒေါ်လာရေးကြီးပြီးဆုံးဖို့အရေးဒါတွေကိုအဓိကထားပြီးတော့ တို့အတူတကွာနေထိုင်ကြတဲ့တိုင်းနာလည်းကန်ကြီးကိုမောင်မတွေနဲ့အတူလက်တွဲချဖို့အောင်စီချဖို့စီလုံးချဖို့အချိန်တန်ပြီလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဘယ်သူမှတွေဘယ်သူမှတွေကိုကျွန်တော်ကပြောတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ညံမီလောက်တဲ့ကျွန်တော်ကအကြံပြုချင်ပါတယ်ထို့တူပဲငွေဥဒေါ်လာရေးမှာပေါ်ပေါက်လာတဲ့ PDF တွေပက္ကဖတွေတို့ local area အစပေါ့နော်ကျွန်တော်တို့လက်နက်ကင်ဒေါ်လာရေးဖွဲ့စည်းနေတဲ့အတူတကွာပေါင်းစည်းပြီးတော့ကြာရှိနေတဲ့မြို့ရွာတွေ နေမည်တွေပြန်မပေးရဖို့ပြန်လဲသိမ့်ယူဖို့တော်လိုင်းကြီးပြီးဆုံးဖို့ကိုပေါင်းစည်းပြီးတော့ဆွေးနွေးတိုင်ပင်ချဖို့အချိန်တန်ပြီးလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အဓိကပြောချင်တာကတော့ကျွန်တော်တို့မာနမထားဖို့နောက်ပြီးတော့လောဘမကြီးဖို့နောက်ပြီးတော့မိမိလိုချင်တာရချင်တာတခုတည်းကိုပဲမကြည့်ဖို့အကြံပြုချင်ပါတယ်မှန်ပါတယ်ကျွန်တော်တို့ရဲ့မဟာမိတ် TNN အနေနဲ့ဒီຫນွေဥဒေါ်လာရေးမှာပေးဆက် ်ပြီးတော့တိုက်ပွဲဝင်နေတဲ့အကျိုးကျေးဇူးကြောင့်ဒီဒေါ်လာကြီးပြီးဆုံးသွားရင်ကျွန်တော်တို့ရမဟာမိတ်တွေရတဲ့ရထိုက်တဲ့နေရာကတော့တေချာပေါက်ရမှာပါလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့ရအထင်အရင်ကိုပြောချင်တာမဟုတ်ဘူးအဓိကပြောချင်တာကပြည်သူတွေမိတ်တွေမှာဆိုလို့ပြောချင်တာကအဲ့ဒီနေကြီးမှာရှိတဲ့နေကြီးကန်တက်ဖွဲ့လို့တောင်ပြောလို့ရတယ်ရှမ်းစိန်းလို့ခေါ်တဲ့ SSPP ကိုပြောချင်တာ မရတို့လက်လက်ကင်တော်လာရေးလောက်တာကဘာရည်ရွယ်ချက်လဲဒီစစ်တပ်အာဏာရှင်စနစ်စိုးကြီးကိုမကြိုက်လို့ခမရတို့နေမြန်မာရှိတဲ့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်နေလို့ခမရတို့လက်လက်ကင်ပြီးတော့တော်လာရေးလောက်တာကျတာနှစ်ပေါင်းလဲမနေတော့တကယ်ရောတော်လာရေးလောက်တာဟုတ်သလားတနက်ပြောင်းသွားကလာတဲ့အာဏာကိုမန်မောပြီးတော့ကြိုက်နေသက်ပြီးတော့ပျော်မွေ့သွားပြီးတော့တနက်ကြီးကင်တော်လဲမှာပဲနေဟိုလူနဲ့ပေါင်းစားဒီလူနဲ့ပေါင်းစားဒါပဲလုပ်တတ်တာလား ခင်ဗျားတို့ဒေါ်လာရေးကိုပါဝင်ခြင်းနဲ့ဆိုရင်လေဒေါ်လာရေးဖွဲ့စည်းရေးနဲ့ပူးပေါင်းမှုလိုအပ်တယ်မပါဝင်ရင်တော့ဘူးဆိုရင်လေဘာဖြစ်လဲစက္ကမစစ်ကောင်မရှင်တက်ကိုကြောက်တယ်ဆိုရင်လေပေါ်ပေါ်လင်းလင်းပူးပေါင်းလိုက်ဒါဆိုရင်ခင်ဗျားတို့ကိုလည်းကျွန်တော်တို့ကတွန်းလန်တဲ့ဒေါ်လာသိရင်ဒေါ်လာရလိုက်မယ်ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကဘာမှန်းကိုမသိဘူးခင်ဗျားတို့နေမြေမှာရှိတဲ့ပြည်သူလူထုကိုကာကွယ်ခြင်းနဲ့ဆိုရင်ပြည်သူလူထုကိုလွတ်မြောက်ခြင်းနဲ့ဆိုရင်ခင်ဗျားတို့ဒေါ်လာရေးလောက်တာတကယ်ဆိုရင်ဒီချိန်မှာပူးပေါင်းပါဝင်ရမှာလေကျွန်တော်တို့ကကျွန်တော်တို့တော့မဟုတ်တော့ဘူးကျွန်တော်က ဲ့တော့ကြောင်စိုးဦးလို့ကြော်မျိုးမင်းလို့လိုင်းမောင်ကနေပဲတက်ပြီးတော့အာချောင်ပြီးတော့ဝေဖန်တာမဟုတ်ဘူးကျွန်တော်ကကိုတွေ့မှုပြောတာအများတို့ SSTP တွေကကျွန်တော်တို့ထိန်းတယ်ကရှိကတိုက်တယ်မြို့တွေရွာတွေနယ်မြေတွေသိမ်းတယ်ခင်ဗျားတို့ကနောက်ကနေလိုက်ပြီးတော့မောင်းတန်တွေချတယ်ဂိတ်တွေချတယ်ပိုက်ဆံတောင်းတယ်ထို့တူပဲ GIA တွေ KPD တွေကသိမ်းတယ်စကားကုန်းတွေမြို့ရွာတွေသိမ်းတယ်ခင်ဗျားတို့ကနောက်ကနေပြီးတော့မောင်းတန်ချဂိတ်တွေချပိုက်ဆံတောင်းတယ်ဒါတော့ပဲခင်ဗျားတို့ကတက်တာလားခင်ဗျားတို့ရွေးချက်ကဘာလို့ ပေါ်ပေါ်တယ်နဲ့အမှန်တမ်းပြောမယ်နော်ဒီຫນွေဥတော်လန်ရေးမှာဒီအာနာရှင်စစ်တပ်ကိုမှဒီຫນွေဥတော်လန်ရေးမှာမှခင်ဗျားတို့အမြင့်ပြတ်အောင်တိုက်မထုတ်ဖူးဆိုရင်ဒီနိုင်ငံဟာဘယ်တော့ခါမှစစ်ကြုံဘွားကလွတ်မြောက်ဖို့ခေါင်းထဲတောင်မှစဉ်းစားမစင်နဲ့ထုတ်ပလိုက်ဒီရှင်နေဒီကာလမှာမှခင်ဗျားတို့မပူပေါင်းကြဘူးမပါဝင်ကြဘူးဒီအာနာရှင်စစ်တပ်ဆိုးကြီးကိုအမြင့်ပြတ်အောင်တိုက်မထုတ်ကြဘူးဆိုရင်တဲ့တဲ့အာမနာတန်ပြောမယ် မဲတိုင်းရင်သားညီကိုမောင်နှမတွေပြည်သူလူထုတွေပဲပို့ပြီးတော့ဆင်းရဲတွေနှက်လိုက်မယ်ပို့ပြီးတော့ဒုက္ခခံစားရနိုင်မယ်ဒါကကျွန်တော်ကအမှန်တမ်းပြောတာပါအဲ့တော့ဒီရှင်နေဒီကာလမှာမှတ်မှတဲ့အရင်တုန်းကကျွန်တော်တို့အမြင်ပြတ်မှာရှိတဲ့ကျွန်တော်တို့မြန်မာလူထုကလည်းတိုင်းသားတွေရဲ့ခက်ခဲကိုမသိဘူးဒါပေမဲ့အခုຫນွေဥဒေါ်လာရေးမှာကျွန်တော်တို့အားလုံးသိသွားကြတယ်ဒါကြောင့်ခင်ဗျားတို့အတူတူပူပေါင်းပါဝင်ကြဖို့ကျွန်တော်တို့ကအကြံပေးတာဖြစ်တယ်အဲ့တော့ဒီဒေါ်လာရေးမှာမှခင်ဗျားတို့မပါဝင်ကြတော့ဘူးဆိုရင်ခင်ဗျားတို့ရဲ့လက်လက်ကင်လက်ဆက်ဟာ တကယ်ပဲလွမြောက်ခြင်းလို့တကယ်ပဲအာရာရှင်စနစ်ကိုတိုက်ထုတ်ခြင်းလို့တကယ်ပဲတက်မတော်ကိုစစ်တပ်ကိုမကြိုက်လို့ဆိုတာမဖြစ်နိုင်တော့ခင်ဗျားတို့ကိုယ်တိုင်ကအဲ့ဒီလက်နဲ့ပြောင်းဝါကလာတဲ့အာနာကိုမှတ်မောသွားလို့ဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကထပ်ပြီးတော့ကြံပေးပါမယ်ခင်ဗျားတို့တိုင်းသားလက်ကိုင်းတွေအားလုံးဒီຫນွေဦးဒေါ်လာရေးမှာပူပေါင်းပါဝင်ပြီးတော့ဒီအာရာရှင်စနစ်စိုးကြီးကိုတိုက်မထုတ်ဘူးဒီဒေါ်လာရေးကြီးကြာရှုံးသွားပြီဆိုတာနဲ့ခင်ဗျားတို့လိုချင်နေတဲ့လွတ်လပ်ခွင့်တွေဘယ်တော့မှမမျော်လင့်နဲ့ မြမတက်မှာတော့ဘယ်တော့ခါမှတော်လန်ဖို့မစင်းစားလဲလို့ပြောကြတော့ဒါပဲပြောချင်တယ်အားလုံးပဲဘီကင်းကျမ်းမှာကြပါစေဗျာ